ကြောင်လေးကရေအောက်ကဘာမှာရေသူမတယောက်ကိုဖမ်းမိသွားပါတယ်။အရန်ထူဆန်တာပဲနော်။ကောင်မလေးကသူ့ရဲ့ကြောင်ကြောင်အလုထုတ်ခံရနေပါဖြစ်သွားခဲ့ပါတယ်။ဒီနေ့မှကြောင်လေးကတရိတ်ဆန်ယုံနယ်မှာမျက်စာနေတဲ့အချိန်ကက်ပီဘာရာတကောင်ကသူ့ကောင်းပေါ်ရောက်လာပါတယ်။သူလဲစိတ်ဆိုပြီးကက်ပီဘာရာကိုရိုက်လိုက်ပါတယ်။ကက်ပီဘာရာကြတော့အရေးမခံရတဲ့အတိုင်းပဲသူ့ကိုအဖမ်းမလုပ်ပါဘူး။အဲ့တော့ကြောင်လေးကကက်ပီဘာရာကိုစီးပြီးရှောက်သွားနေပါတယ်။သူတို့ကကြားရဲနယ်မြေတွေကိုရောက်လာတဲ့အခါကက်ပီဘာရာကကြားရဲခေါင်းပေါ်မှာတွားရက်နေပါတယ်။ ကြတော့သားထွက်မဲ့အချိန်မှာကြောင်လေးကကြက်ပေါင်တစ်ခုနဲ့ကက်ပီဘာရာကိုကယ်လိုက်ပါတယ်။ကြောင်လေးရဲ့ပိုင်ရှင်ကတရိဆိုင်ယုံမှရှိတဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်။ကြောင်လေးကသူ့ပိုင်ရှင်အတွက်ထမင်းကိုလာပို့လာပါ။ကမာလေးထမင်းစားနေတဲ့အချိန်မှာကြက်ပေါင်ကိုမတွေ့လို့အံ့ဩနေပါတယ်။ကြောင်လေးကလည်းတခါလေအိပ်ပျော့ခြင်းအောင်ဆောင်ပြီးသူနဲ့မဆိုင်သလိုနေနေပါတယ်။နေ့လယ်ပိုင်းမှာကြောင်လေးကပန်းနာရီရှိတဲ့နေရာကိုရောက်လာပါတယ်။ပန်းနာရီအချိန်ခံရတာကိုတွေ့တော့သူလည်းဝင်သွားပြီးဝါကိုကင်စားနေလိုက်တယ်။ခရီးသည်တွေကအံ့ဩသွားပါတယ်။ကြောင်လေးကအရွက်ပဲစားတာတောင်ဒီလောက်ထိဝါတာလားဆိုပြီးတော့ ။ကြောင်လေးကတော့စိတ်ဆိုးပြီးပြောတဲ့သူကိုသွားကုတ်ပစ်ချင်နေပါတယ်။သူ့ရဲ့ပိုင်ရှင်ကောင်မလေးကသူ့ကိုခေါ်သွားလိုက်တယ်။တချို့နေရာမှာကြောက်စရာကောင်းတဲ့တတဝါရှိလို့ရှောက်မသွားဖို့ကောင်မလေးကသူ့ကိုတတိပေးလိုက်တယ်။ကောင်မလေးပြောပြီးတာနဲ့ကြောင်လေးကမိချောင်းကန်တဲ့ကိုရောက်သွားပါတယ်။သူနဲ့ကက်ပီဘာရာလေးကမိချောင်းရဲ့ကောင်းပေါ်မှာတွားရက်နေကြတယ်။ကံကောင်းလို့အဲ့ဒီအချိန်မှာမိချောင်းကဘိုက်ပြေးနေပါပြီ။ကောင်မလေးကဒီနှကောင်ကိုမိချောင်းကကနေပွေလာလိုက်တယ်။သူရန်စိတ်ဆိုးပြီးကြောင်လေးကိုရွာပြန်ပို့ချင်နေပါတယ်။ အခုချိန်မှာကြောင်လေးကကပီဘာရာငှက်စီးတာကိုကြည့်ပြီးသူ့လဲလိုက်တူဖို့လုံနေပါတယ်အဲတော့သူ့ပိုင်ရှင်ကတားလိုက်ပါတယ်ငှက်လေးတွေကသူ့ရဲ့ဝိတ်ကိုနိုင်မှာမဟုတ်ဘူးဆိုပြီးကြောင်လေးကကပီဘာရာကိုရေရောက်ကဘာခေါ်သွားလိုက်ပါတယ်ငါတို့အများကြီးတွေ့တော့သူ့မျက်လုံးအောင်ပြူသွားပါတယ်သူကရှိုးပြနေတဲ့ရေသူမာလေးကိုတွားဖန်ထားလိုက်တဲ့ရေသူမာလေးကလည်းသူ့ကိုနမ်းလိုက်ပါတယ်သူကိုအေဂျင့်နဲ့နေရာတွားနေခိုင်းလိုက်တယ်အဲတော့ကြောင်လေးကစကားနာထောင်ပြီးပင်ကွင်းငှက်လေးတွေရှိတဲ့နေရာကိုတွားလိုက်ပါတယ်ချစ်စရာကောင်းတဲ့ပင်ကွင်းငှက်လေးတွေရှိတော့ကြောင်လေးကအယံကြိုက်ပါတယ် တို့ရဲ့နေလေစာကိုငါတို့ကြီးပဲဆိုတော့ကြောင်လေးကအရန်ပြောသွားတယ်သူငါစားနေတဲ့အချိန်မှာကောင်မလေးကသူ့ကိုထတ်ခေါ်သွားလိုက်တယ်။ကောင်မလေးကသူ့ကိုဆူလိုက်တယ်။အရန်ရှက်ဖို့ကောင်းတာပဲ။အိမ်မှာလည်းငါရှိတာပဲကို။ကြောင်လေးကဒီမှာရှိတဲ့ငါလက်ဆက်တဲ့အကြောင်းကိုပြလိုက်တယ်။ကောင်မလေးလည်းနောက်နေ့ရက်ကျရင်သူ့ကိုငါအရှင်ဝယ်ပေးမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ထပ်ပြီးရှောက်မပြေးနေတော့နင်းထပ်ပြေးလိုက်ရင်ငါအလုပ်ထုတ်ခံရတော့မယ်။အဲကြရင်ဘာကူမှမဝင်နိုင်တော့ဘူး။အဲဒါကြောင့်မို့လို့ကြောင်လေးကရှောက်မသွားဘဲနဲ့တာဘက်ကောင်ရဲ့ဘိုက်ထဲမှာငြိမ့်ငြိမ့်လေးနေနေပါလေ။ တာပိုက်ကောင်လေးကဝင်လို့မရလို့ငိုနေပါတယ်။တာပိုက်ကောင်အမေကအခုချိန်မှာသူ့ပိုက်တဲကကြောင်လေးကိုသတိထားမိသွားပါတယ်။ဒီကြောင်ကြောင့်အလောက်လေးနေတာဆိုပြီးကြောင်လေးကိုကန်ပြလိုက်ပါတယ်။ညာဘက်အိမ်ပြန်ရောက်ချိန်မှာတော့ကောင်မလေးကသူ့ကြောင်လေးကိုမေးလိုက်ပါတယ်။မနက်ပြန်သတိဆိုင်ရုံသွားအောင်မလားဆိုပြီးကြောင်လေးကတော့တာပိုက်ကောင်ကိုသတိရပြီးခေါင်းခါနေပါတယ်။သူ့ရဲ့မျက်နှာတော့မှအခုထိဆက်ပြီးနာနေတော့မယ်။ ကောင်မလေးနဲ့ကြောင်ဖတ်တီနဲ့အတူတူတင်မော်စီဘီခီးထွက်ကြပါရယ်ဒါပေမဲ့လမ်းတပေါ်မှာကြောင်ဖတ်တီကပြောကြသွားခဲ့ပါရယ်ကပတိန်ကတင်မော်ပေါ်မှာအမှတ်အသားတစ်ခုလုပ်ပြီးကုန်းပေါ်ရောက်မှကြောင်ကိုဆယ်မယ်ဆိုပြီးပြောလိုက်ပါရယ်ကောင်မလေးကစိတ်ဆိုးသွားပါရယ်အဲ့လိုလုပ်ရင်တော့ကြောင်ကိုကယ်လို့ရမှာလည်းမဟုတ်ဖဲနဲ့လို့ပြောပြီးပင်လေထဲခုန်ချပြီးကြောင်ကိုသွားခဲ့ပါရယ်သူရည်ထဲဝင်သွားတာနဲ့ငမန်းတစ်ကောင်ရုတ်တရက်ထွက်ပေါ်လာပါရယ်ငမန်းကကောင်မလေးကိုကြိုက်မဲ့အချိန်မှာကြောင်ဖတ်တီကပင်လေထဲကနေခုန်ထွက်လာပြီးငမန်းရဲ့ကောင်ပေါ်တက်သွားပါရယ် ငမန်းကိုမူအောင်လို့မမြန်ရိုက်လိုက်ပါတယ်။ကမာလီနဲ့ចောင်းဖတ်ဒီတင်မောပေါ်ပြန်ရောက်သွားတဲ့အချိန်မှာလူတွေအားလုံးကចောင်းဖတ်ဒီကိုချီးကျူးနေပါတယ်။ဒါပေမဲ့နောက်နေမှာပဲလူတွေကအမြင်ပြောင်းလဲသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ចောင်းဖတ်ဒီကမိဖို့ကြောင့်မှရှိတဲ့အမေသားအားလုံးကိုစားလိုက်ပါတယ်။လူတွေရဲ့နေ့လယ်စာအတွက်ဟင်းသီးဟင်းရွက်တွေပဲကြံပါတော့တယ်။ညစာဖြစ်တဲ့ကြက်သားကိုလုံခြုံရေးရှိစေဖို့အတွက်ចောင်းဖတ်ဒီကိုချုပ်ထားဖို့အားလုံးကပြောနေပါတယ်။ ဝန်ထမ်းမာလီကပြောပြလိုက်ပါတယ်ချက်သားတွေတော့မနေ့ကတည်းကခိုးစားခံလိုက်ရတဲ့အတွက်မရှိတော့ပါဘူးလူတွေပိုစိတ်ဆိုးသွားပါတယ်ဒီအချိန်မှာကပ္ပတိန်ကသူတို့ကိုတင်ကောင်းတစ်ခုယူလာပေးလိုက်တယ်ညစာအတွက်စိတ်ပူစရာမလိုတော့ပါဘူးဘာကြောင့်လဲဆိုတော့အရှိမရေခဲတောင်တစ်ခုရှိပါတယ်ငါတို့အခုချက်ချင်းတိုက်မိတော့မှာပါလူတွေအဘက်ကိုလဲကြည့်လိုက်တော့တကယ်ကြီးဖြစ်နေတာကိုတွေ့ပြီးကြောက်နေကြပါတယ်ကျောင်းဖတ်တီလေးကအရေးပေါ်ဖောင်ကိုစီပြီးထွက်ပြေးသွားပါတယ်လူတွေအပြစ်ခံရလို့ငုံနေကြတယ်ဒါပေမဲ့ကျောင်းဖတ်တီကဖောင်လေးနဲ့ရေခဲတောင်ကြီးရဲ့အရှိကိုရောက်သွားပါတယ် သူရဲ့ခြုံချနေတဲ့လက်သေးကိုသုံးပြီးရေခဲတောင်ကြီးကိုချင်နေပါတယ်။ရေခဲတောင်ကြီးကအချိန်တိုတင်မှာအပိုင်ပိုင်ဆဆဖြစ်သွားပါတယ်။တင်မော်ကလလုံးကြုံလေးနဲ့မောင်းသွားနိုင်တဲ့အတွက်ကြောင်ဖတ်တီးကိုအားလုံးကချီးကျူးနေပါတယ်။သူဘလောက်ပဲဆဆသူ့ကိုစိတ်မဆူတော့ပါဘူး။ဒါပေမဲ့နောက်နေမှာကြောင်ဖတ်တီးကတင်မော်မူပြီးတိတ်ပြီးတော့မစားနိုင်ပါဘူး။ပေါက်စီအလုံး20လောက်ပဲစားလိုက်ပါတယ်။ကမာလီလည်းသူ့ရဲ့ကြောင်ကိုပြုစုပေးနေပါတယ်။သုံးရကြပြီးနောက်သူတို့ကကျွန်းတစ်ခုပေါ်ရောက်သွားပါတယ်။သူတို့ကျုံပေါ်ဆင်းလိုက်တာနဲ့ကနန်းကြီးကြီးတစ်ကောင်ရောက်လာပါတယ်။ အားလုံးကလန့်သွားပါတယ်။ကြောင်ဖတ်တီးကလွယ်လို့ကြောင်ဖတ်တီးကလက်သီးတစ်ချက်ထဲနဲ့ကနန်းကိုမူလဲတော့အောင်ရိုက်လိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ကြောင်ဖတ်တီးကပျော်ပျော်ရွှင်ရွှင်နဲ့ကနန်းခြေထောက်ကိုစားနေပါတယ်။ဒီအချိန်မှာအဖိုးကြီးတယောက်ကမမြန်ပြေးလာလိုက်တယ်။အဲ့ဒီကနန်းကြီးကိုမင်္ဂလာရှိတဲ့တတ္တဝါအနေနဲ့သူတို့ဂျုံမှာဧည့်သည်တွေကိုဂျိုးဖို့တုံးထားတဲ့အကြောင်းကိုပြောပြလိုက်တယ်။ဘာကြောင့်စားလိုက်တာလဲ။အဖိုးကြီးကငိုတော့ငိုတော့မယ်။ကြောင်ဖတ်တီးလည်းကြားသွားတော့ပင်လေတဲကိုခုံချလိုက်တယ်။အဖိုးကြီးအတွက်ပိုကြီးတဲ့ကနန်းကိုခေါ်လာရုံမကဘူးဘောလုံးလောက်ကြီးတဲ့ပလဲပါတဲ့ကမာကောင်နှကောင်ကိုလည်းယူလာပါတယ် အဖိုးလည်းအယံဝါတာသွားတယ်ကျုံးဘော့ကိုလာတဲ့ဧည့်သည်တွေအားလုံးအတွက် free အဝစာခွင့်၃ရက်ပေးလိုက်တယ်လူတွေအားလုံးကကျောင်းဖတ်တီကိုအယံကျေးဇူးတင်ကြတယ်ကပ္ပတိန်လည်းကျောင်းဖတ်တီကိုသူ့အတွက်ပလဲကြီးယူခိုင်းလိုက်တယ်ကျောင်းဖတ်တီကတော့ပင်လေတဲ့ကနေသူ့အတွက်ရေပွဲကြီးတစ်ကောင်ကိုခေါ်လာပေးလိုက်ပါတယ်ဒီဘွေကြီးကကပ္ပတိန်ရဲ့မျက်နှာကိုအမဲရောင်စေးလိမ့်ပေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ចောင်းဖတ်တီကအရန်အညိုကြည်ပါတယ်။ကပ္ပတိန်သူ့ကိုမကယ်ခဲ့တဲ့အကြောင်းကိုသူအခုထိမှတ်ထားတော့မှာ